ရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာအထူးခြားဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးနေရာတွေကတခုအပါအဝင်ဖြစ်ပါတယ်။တမိုင်းရာဇဝင်တွေ၊ရုံနှန်းဒဏ္ဍာရီတွေနဲ့ထထူးဆန်းဆန်းရှာဖွေတွေးရှိမှုတွေစသဖြင့်လူအများရဲ့စိတ်နှလုံးကိုဖမ်းဆားတဲ့နေရာတွေအများပြားရှိနေပြီးဒီလိုနေရာတွေဟာဘတော်မှာအလွယ်တကူမေးပြောက်သွားနိုင်ကြမှာမဟုတ်ပါဘူး။တကယ်လို့တင်းတို့အနေနဲ့စွန်စားကန်းဆန်ဆန်တဲထိတ်ရင်ဖို့ခီးအစဉ်မျိုးကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့တရုတ်နိုင်ငံရဲ့တမိုင်းကြောင့်တချို့ဟာတင်းတို့ကိုစိတ်ဝင်စားမှသိကြပါဗျ။ ။ဒါကြောင့်ဒီကနေ့မှာတော့ပြည်သက်တို့အတွက်တရုတ်နိုင်ငံတဝန်းကစိတ်ဝင်စားစရာအကောင်းဆုံးထူးထူးခြားခြားနေရာတွေတဲကတချို့ကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်လို့အစင်းနဲ့ဖြစ်ပြီးဆိုရင်တော့အခုပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစလိုက်ရအောင်ပါ။ဂူလီယံဥမင်လန် တင်တို့အခုမြင်နေရတဲ့လမ်းကတော့ရန်ကိုအန္တရာယ်များသလိုခြေတလမ်းမှားသွားတာနဲ့တင်တို့ကိုကြောက်ကမ်းမအောင်ပြုတ်ကျအသက်ဆုံးရှုံးသွားမှသိကြပါရည်ဒီလမ်းဟာတောင်ကိုပတ်ရင်းလမ်းနဲ့ဖောက်လုထားတာဖြစ်ပြီးအပြင်ဘက်လောကနဲ့ဆက်သွယ်နိုင်ဖို့အတွက်ရွာသူရွာသားတွေကစူးစမ်းဖောက်လုထားတာဖြစ်ပါရည်ဒီနေရာကိုတော့ဂိုလီယန်ဥမင်းလို့ခေါ်ကြပြီးကမ္ဘာပေါ်မှာအန္တရာယ်အများဆုံးနဲ့အန်ဩစရာအကောင်ဆုံးလမ်းမတစ်ခုလည်းဖြစ်ပါရည်ဟန်နန်စီယင်ဇူးကတောင်တန်းတွေမှာဖောက်လုထားတဲ့ဒီလမ်းမဟာတခါတုန်းကဂိုလီယန်ရွာကိုအပြင်လောကနဲ့ ပိုင်းခြားထားတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။သူတို့တွေရဲ့တရားဖြစ်နေမှုကိုအဆုံးသတ်နိုင်မှုအတွက်ရွာသား73ယောက်ဟာတူရီဆောက်တွေယူရင်အချိန်9နှစ်ကျော်ကြာမြင့်အောင်လမ်းကိုဖောက်လုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့တောင်ကိုဖြတ်သွားတဲ့တိတရမန်2ကီလိုမီတာရှည်လျားတဲ့ဥမင်လမ်းတစ်ခုပေါ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဖောက်လုပ်ခဲ့တာဟာတောင်ပတ်လမ်းတစ်ခုစိုးရုံနေမကပဲရင်သက်ရှူမောပေါ်ရာတဘာဝမြင်ကွင်းနေနဲ့ရင်ခုန်စိတ်လှုပ်ရှားစရာလမ်းမတစ်ခုပါဖြစ်လာခဲ့ပါတယ်။တကယ်တော့အကာရမပါတဲ့ဘေးဘက်ကဟာလာဟင်းလေးနေရံတွေဟာ ဆောက်လုပ်ဆဲကာလမှာအကျိုးအပိတ်အဆနာတွေစွန့်ပစ်ဖို့ဖန်တီးခဲ့ကြတာဖြစ်ပေမဲ့အခုအချိန်မှာတော့ထိတ်လန့်ဖွယ်ရာကောင်းသလိုရင်သက်ရှုမောဖွယ်ရာရှုခင်းတွေကိုလည်းပေးစွမ်းနေကြပါပြီဒီကနေ့ခင်မှာတော့ဂိုလီယန်ဥမင်ဟာစွန်စားသွာလာလူသူတွေခရီးသည်တွေကြားရေပန်းအစာဆုံးအလဲပတ်နေရာတစ်ခုဖြစ်လာပါတယ်ဒီလမ်းဟာကျင်းမြောင်းလှတယ်လို့အကာအယံတွေမပါဘဲတချို့အကွေ့အများပြားလှတာကြောင့်အရေးရင်ဆုံးရင်မောင်းတွေအတွက်တောင်ဒီလမ်းဟာစိန်ခေါ်မှုတစ်ခု ဖြစ်နေမှာပါဒီလမ်းဟာအန်ဒီရဲ့များတဲ့ဆိုတဲ့နာမည်ဆိုးနဲ့ကြော်ကြားခဲ့ပြီးမြဲ ကဘာတဝမ်းကတပ်ပုံဆရာတွေနဲ့စွန်စားသွာလာသူတွေကတော့ဒီဥမင်ကိုလာရောက်လဲပတ်ကြပြီးဒီလန်ရဲ့အန်အောဘွေရာတိဆောက်ပုံကိုစူးစမ်းတက်ကြပါရီပြောရရင်တော့ဒီလန်ဟာလူသားတွေရဲ့ဇွဲလုံလာတဲ့အတားစီအခက်ခဲတွေအပေါ်လက်မလျှော့တဲ့စိတ်ကိုပြသနေတဲ့ပြရုပ်တစ်ခုလို့ဆိုရမှာပဲဖြစ်ပါရီချောက်လက်မှုတွေနဲ့ကစက်ယုံတကယ်လို့သားရှေးတင်းကြီးနေရာတစ်ခုပေါ်မှာတစုံတစ်ခုဆက်လုပ်ထားမယ်ဆိုရင်ဘာတွေဖြစ်လိမ့်မယ်လို့တင်ထင်ပါတယ်ဘေကျင်းမြို့က ဟူဂန်ဟူယီကွမ်ကဆက်ယုံကတော့မငိမ့်ချမ်းသေးတဲ့ဝင်းကြီးရဲ့ချက်သိမ်းထားပေါ်ရအငွေ့အသက်တွေကိုခန်းစားမိမှသိကြပါပြီ။ဒီသမိုင်းဝင်အစအုံဟာ1809ခုနှစ်မှာဆက်လုပ်ခဲ့တာဖြစ်ပြီးစတင်ဆက်လုပ်စဉ်ကတော့မြို့တော်ခမ်းမတစ်ခုအနေနဲ့ဆက်လုပ်ခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းကာလတွေမှာဒုတိယကမ္ဘာစစ်အတွင်းမှာတော့သူ့ကိုခိုလုံရေးနေရာတစ်ခုအဖြစ်အသုံးပြုခဲ့ကြပြီးအစာအုပ်ထဲကလိုအပ်နေရာတွေရှေးဂူတင်းချိုင်းတွေကိုတော့အချိန်တော်ကြာတဲ့အသည့်မူလအတိုင်းခြေရလက်ရမပြဖဲထားရှိခဲ့ပါရီ။ အထူးသဖြင့်တော့နမဲကျော်16လမ်းမှုဖြစ်စဉ်တွေဟာအခုမြင်တွေ့နေရတဲ့ကားဆက်ရုံနဲ့ဆက်ဆက်နေကြပြီးဝင်းကြီးတွေရဲ့အော်ဟစ်တန်တွေချန်ဒရိုင်းဝင်းတွေကပဲ့တင်တန်တွေကိုညအချိန်မှာကြားရလိမ့်ရှိတယ်လို့ဆိုပါရယ်။လာရောက်လေပတ်သူတွေကလည်းဖြောပြီးတင်ဆက်မှုပြီးဆုံးသွားတိုင်းမှာသွေးပြက်ဖွဲရအော်ဟစ်တန်တွေကြားအောင်ထုတ်ပေါ်ပြောဆိုလာပြီးတကယ်တော့အဲ့ဒီနေရာကထူးဆန်းမှုတွေဟာအော်တန်တွေမကပါဘူး။ကြာတုံတုံနဲ့အုတ်တိုင်းကိုပြစ်ပေါက်ကြည့်လိုက်ရင်လေတင်းတို့ကိုဆဲဆိုချိန်မောင်းနေတဲ့ကြောက်မတ်ဖွဲရအတန်တွေကိုကြားနိုင်မှာဖြစ်ပါရယ်။ ဒီထူးဆန်းတဲ့အတန်တွေနဲ့ပတ်သက်လို့တချို့သူတွေကတော့ဒီအတန်တွေဟာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ထိတ်လန့်ပွဲရရဲ့တစိတပိုင်းဖြစ်တယ်လို့လည်းဆိုကြပါရည်။တချို့ကတော့ထိတ်လန့်ပွဲရအရာတွေကိုပါမြင်တွေ့ရတကြောင်ပြောဆိုနေကြပြီးဖြောပြေးတင်ဆက်သူတွေနဲ့အဖွဲသားတွေဟာမကြာခဏဆိုသလိုစင်အနောက်ဖက်ဒါမှမဟုတ်အခန်းလွတ်တွေရဲ့အေးဆက်တဲ့နေရာတွေမှာထူးဆန်းတဲ့အရေးတွေကိုပါမြင်တွေ့ရတပါရည်။ ဒီနေရာမှာတော့တစုံတစ်ယောက်ကစောင့်ကြည့်နေတယ်လို့ခံစားရတယ်ဆိုတာဟာပုံမှန်ကြုံတွေ့နေကြအရာတစ်ခုလိုတောင်ဖြစ်နေပြီးဘသူမဆိုသူတို့အနားမှာတခြားတစုံတစ်ယောက်ရှိတယ်လို့ခံစားရမှာကြီးဖြစ်ပါတယ်။ဘေကျင်းမြို့ရဲ့လူအရှုပ်ထွေးဆုံးလမ်းလဲကောင်နေရာမျိုးမှာတည်ရှိပေမဲ့လေဒီတရေ6တဲ့ဇက်ယုံကြီးကတော့အမှုပညာရှင်တွေအတွက်တွေမကပဲမကျွတ်လို့သေးတဲ့ဝင်းကြီးတွေအတွက်ပါဇက်ခုံတစ်ခုအဖြစ်ဆက်လက်တည်ရှိနေစေပါ။ Bama Inn Hotel ဘေကျင်းမြို့ရဲ့မြို့လယ်ကောင်မှာဖွင့်လှစ်ထားတဲ့ Burma Inn Hotel ကတော့ထိတ်လန့်ပေါ်ရာဆက်ကြောင်းနေနဲ့ဝင်နှဲပေါ်ရာဖြစ်ရတွေပြည်နှံနေတာပါ။ဗဇက်ရာဇဝင်တွေအရလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက Hotel ကစဖိုးမှုတအူးဟာဧည့်သည်တယောက်ကိုမတော်တဆအစိတ်တင့်စေခဲ့ပါတယ်။ဒါဒီမကသေးပဲဆိုးဝါးလာတဲ့သူ့ရဲ့အမားအယွင့်ကိုမဖြေရှင်းတော့တဲ့စဖိုးမှုဟာသူ့ကိုယ်သူပါ။ဒါနဲ့အဆုံးစီရင်သွားခဲ့ပြီးပြဿနာကတော့ဒီဖြစ်ရဆိုးတွေဟာဒီလောက်နဲ့တည်းမရက်တန့်သွားခဲ့ပါဘူး။ အစိမ့်တင်တည်ဆုံသွားတဲ့ဧည့်သည်ဝိညာဉ်ဟာခြောက်လန့်မှုတွေစတင်ပြုတ်လာပြီးကြီးရတာကတော့အဲ့ဒီဝိညာဉ်ဟာသူ့ရဲ့ရုပ်တရက်တည်ဆုံမှုနဲ့ပတ်သက်လို့တရက်ခံကိုလိုက်လံရှာဖွေခဲ့ပုံမှာဘာမာအင်းဟိုတယ်မှာတဲခိုသူတွေကလည်းသူတို့ကိုတစုံတစ်ယောက်ကကြည့်နေတယ်လို့ချက်သိမ်းထားပေါ်ရခံစားချက်မျိုးတွေးရှိတဲ့အကြောင်းလဲပြောဆိုကြပါရယ်ပိုဆိုတာကတချို့ဧည့်သည်တွေကဆိုရင်ညာလေကောင်မှနိုးလာတပြီးအခန်းထဲမှာတရက်ရောက်ရှိနေတယ်လို့ခံစားရတာဒါမှမဟုတ်တီတိုပြောဆိုတဲ့တွေကြားတာမျိုးကြုံခဲ့ရတယ်လို့လည်းဆိုပါရယ် တချို့ကလည်းပစ္စည်းတွေဟာအကြောင်းရင်းမရှိသူ့လိုလိုရွေးရှားနေတာမိတွေမှိတ်တုံးမှိတ်တုံးဖြစ်နေတာတကားတွေကသူ့လိုလိုအဖွင့်ပိတ်လုံးနေတာမျိုးကြုံရတယ်လို့ဆိုကြပါတယ်အစိုးဆုံးကတော့တချို့သောဧည့်သည်တွေဟာသူတို့ရဲ့အိယာချင်းနာမှာအရေးပုံစံအရာတစ်ခုမြင်တွေ့ရပြီးအနီးကပ်သွားရောက်ကြီးစုချင်းတိုင်းမှာပျောက်ကွယ်သွားတတယ်လို့လည်းဆိုပါတယ်ဘာမာအင်ဟိုတယ်ကဝန်ထမ်းတွေကလည်းသတိနဲ့လောက်ကင်ကြပြီးအခန်းတွေနဲ့လူသားစင်းကြံတွေကိုညာဦးအချိန်တကူတဲ့တန်ရှင်းလောက်တာမျိုးကိုလည်းရှောင်ရှားကြပါတယ် လုံတက်ကြတဲ့ဝန်ထမ်းတွေကတော့ဟိုတယ်ကတရေ6လက်မှုဖြစ်ရတွေကိုပြောဆိုတတ်ကြပြီးကြည်ရတာကတော့ဒီတရေနဲ့သူ့ရဲ့တေဆုံးစေခဲ့တဲ့သူကိုရှာဖွေရင်အဲ့ဒီနေရာမှာပိတ်မိခဲ့ပုံမှာဒါပေမဲ့လည်းသူ့ကိုတေစေခဲ့တဲ့သူကိုယ်တိုင်ကအဲ့ဒီညမှာပဲအသက်ဆုံးရှုံးသွားတယ်ဆိုတော့သူ့အနေနဲ့ဘယ်တော့မှသိနိုင်မှာမဟုတ်ပါဘူးတကယ်လို့များတင်းတုံးအနေနဲ့ဘေကျင်းရောက်ပြီးဘာမှအိမ်ဟိုတယ်မှာတဲခုံမယ်ဆိုရင်တော့မိတွေဖွင့်ထားပြီးတိတ်တိတ်ဆိတ်အိတ်နိုင်ဖို့စူးစမ်းမှာပါမောင်ရင်တော့တင်းတို့ကိုဘလို့အရာတွေစောင့်ကြည့်နေမလဲဆိုတာကဘသူမှတတိထားမိနိုင်မှာမဟုတ်လို့ပဲဖြစ်ပါရည် ကျန်ကြီးအမျိုးသားတက်တော်ဦးကဲတင်းတော်နေနဲ့စိတ်ကူးရင်ရုပ်ရှင်ဇလန်းလေးကလို့ရှုကင်းနေရာမျိုးတွေတွားရောက်လဲပတ်ချင်နေဆိုရင်တော့ကြံကြီးအမျိုးသားတက်တော်ဥယင်ထပ်ပုံမူတင်းတော်တဲ့နေရာမရှိတော့ဘူးလို့ဆိုရမှာပါ။ဟူနန်စီရင်စုရဲ့အချက်ချနေရာမှာတည်ရှိတဲ့ဒီတက်တော်ဥယင်ဟာသူ့ရဲ့တဲကြောက်တိုင်တွေကြောင့်အိမ်မက်ဆက်ဆက်နေရာတစ်ခုလိုဖြစ်နေပြီးတချို့တိုင်တွေဆိုရင်မီတာ200ကျော်လောက်အထိကိုမြင်မှားကြပါရဲ့။ ဒီအရာမကြောက်တန်ကြီးတွေဟာလေးနဲ့ရေတို့ရဲ့နှစ်တန်းပေါင်းများစွာတိုက်စားမှုကနေပေါ်ပေါက်လာတာဖြစ်ပြီး James Cameron ကိုယ်တိုင်ကလည်း Avatar ရုပ်ရှင်ဇာတ်ကားအတွက်မှီညံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ကြံကြီးဟာတော့အန်အောပေါ်ရမြင်ကွင်းတသက်မကပါဘူး။ဒေတာခံတွေကတော့ဒီတောင်တွေဟာစိတ်ဝိညာဉ်ဆိုင်ရာဆက်ဆက်မှုတွေရှိတယ်လို့ယုံကြည်ကြပြီးယုံနှန်းစကားတွေကတော့ဒီနေရာဟာတခါတုန်းကထာဝရရှင်တန်သူတွေစူစီးရနေရအဖြစ် ဖော်ပြထားကြပါတယ်။တချို့ကလည်းမမြင်နိုင်တဲ့စွမ်းအားတွေကဒီတောင်တွေကိုထိခိုက်မှုမရှိစေဘဲ ဘေကင်းလုံးကျောင်းစောင့်ရှောက်ပေးတယ်လို့ယုံကြည်ကြပါတယ်။လာရောက်လေပတ်သူတွေကလည်းဒီနေရာမှာလှည့်ပတ်သွားလာရင်စိတ်ကြည်နူးပွေရာမှော်ဆဆန်ခံစားချက်မျိုးကိုရရှိကြတယ်လို့ဆိုပါရီ။ဒါရီမကားသေးပဲဒီဥယျာဉ်စိတ်ဝင်စားစရာအကောင်းဆုံးအရာတွေထဲမှာကြံကြီးမှန်တရားကလည်းတစ်ခုအပါဝင်ဖြစ်တယ်လို့ဒီတရားဟာကဘာဘောကအရှိလျားဆုံးနဲ့အမြင့်မားဆုံးမှန်တရားတွေကတစ်ခုအပါဝင်ဖြစ်သတ်မှတ်ခံထားရတာပါ။မှန်တရားဘက်ကိုလမ်းလျှောက်ကြည့်မယ်ဆိုရင်တင်းတို့အနေနဲ့မီတာ300ကျော်အမြင့်ကမြူမုံတွေရစ်ဆိုင်နေတဲ့မြင်ကွင်းကိုရော တိမ်တွေပေါ်မှာရက်နေရတယ်လို့ထူးထူးခြားခြားစားချက်ကိုရောရရှိနိုင်မှာဖြစ်ပါတယ်။ဒီထက်ပိုရင်ကုန်စိတ်လှုပ်ရှားလူတွေကတော့ဘန်ဂန်ဂျမ်ပင်းတွေပါပြုလုပ်တတ်ကြပြီးပြောရမယ်ဆိုရင်တော့ကြံကြီးဥယင်ဟာစိတ်လှုပ်ရှားရင်ခုန်မှုစိတ်ငြင်းချမ်းမှုနဲ့ရင်သက်ရှူမိုးဝဲရတဘာဝအလှပတွေကိုတနေရတယ်စူဝေခံစားနိုင်စီပေမဲ့ထူးထူးခြားနေရာတစ်ခုဖြစ်တယ်လို့ဘလို့နေရာမျိုးနဲ့မှမတူတဲ့အတွေ့အကြုံကိုခံစားရမှာလည်းဖြစ်ပါတယ်ဆလဘီတို့မှာတရုတ်နိုင်ငံတွေကိုထောက်လိုင်း drone တစ်စီးပြန်တန်းပြီးတဲ့နောက် ထူကြတဲ့အရာတစ်ခုကိုရိုက်ကူးမိခဲ့ပြီးဘသူကမှအဲ့ဒီအရာဟာဘာဖြစ်တယ်လဲဆိုတာအတိအကျမသိနိုင်ခဲ့ပါဘူးဒီတဘုံဟာကြည်လင်ပြတ်သားမှုအားနေပေမဲ့အသေးချာကြည့်မယ်ဆိုရင်အဝါရောင်ကွင်းမြေတစ်ခုခုပေါ်မှာထူဆန်းတဲ့ဆက်လုံးလေးတွေကိုမြင်တွေ့ရမှာပါတချို့ကတော့ဒါကတရုတ်နိုင်ငံကစစ်ရုပ်တပ်ဖွဲ့တွေဖန်နှီးနေတယ်ဆိုတဲ့တက်တီတစ်ခုဖြစ်တယ်လို့သုံးသပ်ထားကြပါတယ်တကယ်လို့သာသူတို့တုံးသက်တယ်လို့ဖြစ်လာခဲ့ရင်တော့ကဘာကြီးရဲ့အခြေအနေဟာအပြောင်းအလဲတွေဖြစ်လာနိုင်ပြီးလူအများစုကလည်းဒါကတရုတ်နိုင်ငံကစစ်ပွဲတွေနဲ့ပတ်သက်လို့ တစုံတစ်ခုစီစဉ်နေတာဖြစ်လိမ့်မယ်လို့လည်းကောက်ချက်ချကြပါရစေ။ကဲလူကြီးမင်းတို့ဒီတပုတ်နဲ့ပတ်သက်ပြီးဘယ်လိုမျိုးထင်မြင်မိလဲဗျ။ခေါမမှာပါဝင်ဆွေးနွေးပြသွားလိုက်ပါ။မတော်တဆရှာဖွေတွေ့ရှိမှုကဲတင်းတို့စိတ်ကူးယဉ်ကြည့်လိုက်ပါ။1994ခုနှစ်ရဲ့တမန်နေလေးတနေမှာလေသမားတယောက်ဟာရေရင်တူရင်အန်အန်တင့်မော်ရဲ့အကောင်ဆုံးသမိုင်းဝင်ရှေးဟောင်းပစ္စည်းရှာဖွေမှုတစ်ခုပေါ်ပေါက်လာခဲ့ပါရဲ့။ ရှန်စီစီရင်စုကဒီရှာဖွေတွေးရှိမှုဟာကျူရှန်းဝမ်ဧကရရဲ့ဒဏ္ဍာရီလာမြေရုပ်စစ်တပ်ဖြစ်ပြီးဒီမြေစေးစစ်သားတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကလေးကဧကရရဲ့တမလွန်ဘဝမှာတာဝန်ထမ်းဆောင်ပြီးကာကွယ်စောင့်ရှောက်ပေးဖို့ရည်ရွယ်ချက်နဲ့ဖန်တီးခဲ့တာဖြစ်ပါသည်။စစ်သားရုပ်တစ်ခုချင်းစီတိုင်းကိုမျက်နှာအဝေးအစားတွေကအဆအနုစိတ်ဖန်တီးထားကြပြီးတကယ်ကိုလက်ရမြောက်လုံးတာတင်းတို့မြင်တွေ့ရမှာပါ။ လူအရွယ်စစ်သားယောက်၈၀၀၀ကျော်ရှာဖွေတွေ့ရှိထားသလိုလက်နက်မြင်းစစ်ရထားတွေပါပါဝင်နေပြီးအားလုံးထဲမှာအထူးခြားဆုံးကတော့ A grade ရဲ့တကယ်အုတ်ခုအစစ်ပါအဲ့ဒီနေရာမှာလှုပ်ဝဲမြုံနှံထား ခဲ့တာဖြစ်ပါတယ်။ရှေးအောင်စာတွေကတော့အဲ့ဒီအုတ်ခုမှာဗရာရီတွေပါဝင်နေပြီးဒါထာဝရရှင်တပ်မှုကိုပေးစွမ်းနိုင်လိမ့်မယ်လို့လည်းယုံကြည်ကြပါတယ်။ခေတ္တလေးလမှုတွေမှာတော့ဒီနေရာမှာ mercury level မြင့်မားနေတာကြောင့်အုတ်ခုကိုဖွင့်မယ်ဆိုရင်တော့ဒီနေရာကိုဝင်ရောက်သူအားလုံးဟာအန္တရာယ်ဖြစ်စေလိမ့်မယ်လို့ဆိုပါတယ်။ ဒါကြောင့်မဲဒီအေဂရီရဲ့အုတ်ကူဟာအရင်အတိုင်းရှိနေသေးတယ်လို့ဒီနေရာနဲ့ပတ်သက်တဲ့ပြဋိပက္ခပေါင်းများစွာဟာလည်းကြန့်ရှိနေသေးပဲဖြစ်ပါရည်။ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့တရုတ်နိုင်ငံမှာသာမြင်တွေ့နိုင်တဲ့အံဟောပွဲရအကောင်းဆုံးနေရာတွေကတချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။အခုတင်ဆက်ပေးသွားတဲ့နေရာတွေထဲမှာဘယ်နေရာကိုပြည်သူတို့အသွားကျင်ဆုံးလဲဗျ။ခေါမမပါဝင်ဆွေးနွေးပြသွားလိုက်ပါ။အစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။